်မင်္ဂလာပါဒီနေ့ပြောပြမယ့်ရည်ရည်လေးကတော့လက်လာမလေးလဲရွှင်စေတယ်ဈေးဆိုင် အလုတ်ခန်းယုံခန်းကျောင်းအကျောင်းစွာဟိုပါဗောနော်ပြင်ကျောင်းနေပေါ့အဲ့လိုကျောင်းနေတူရှင်နေမှာသုံးလို့ရတဲ့ရည်ရည်လေးကိုပြောပြချင်တာပါနော်လူတွေကိုဆွဲလန်းစေတဲ့အရာ ေါ့နော်ဆွဲလန်းစေတဲ့အရာဒီလောက်ခန်းကိုသွားရင်ဒီဆိုင်ကိုသွားလို့ရှိရင်ဒီကျောင်းကိုသွားလို့ရှိရင်ဒီသပင်ဆိုင်အလှပင်ဆိုင်လက်သေးဆိုင် တွေသွားလို့ရှိရင်မုတ်ကလေးတွေကျွေးတာကိုတွေ့ဘူးကြမှာပဲအဲ့ဒါရေတရာလောက်တာရှင်နော်အဲ့တော့အဲ့ဒီရေတရာလေးကိုကျွန်မပြောပြမယ်ဒီလိုပေါ့ဖြစ်နိုင်မယ်ဆိုဒီလိုကြိမ်ချင်းလေးတကယ်လို့တာ နော်တွေ့ကြရပလတ်စတစ်ချင်းတွေပလတ်စတစ်ခွက်တွေဘာညာနဲ့မထည့်နဲ့ဒီလိုချိန်ချင်းလေးဝယ်ဒီလိုချိန်ချင်းလေးဝယ်ပြီးလို့ရှိရင်ဟိုနေပေါ့နော်ကော်ဖီတစ်ကြားလုံးလေးတွေထည့်လာကော်ဖီရဲ့သဘာဝကဖိန်းပေါ့နော်ကဖိန်းတက်ရဲ့သဘာဝဆွဲလန်းစေတယ်တတ်မှတ်စေတယ်လူကိုကော်ဖီကအချိန်တန်မတောင်းရရင်မနေနိုင်ဘူးဟုတ်တယ်မလားအဲ့တော့အဲ့ဒီဓာတ်ကလေးသဘောလေးကိုယူပြီးတော့ကိုယ်စီကိုလာတဲ့လူတိုင်းကိုကော်ဖီတစ်ကြားလုံးလေးတွေ့ရတယ် ထားပါကော်ဖီတိုက်မယ်ဆိုရင်တော့ကိုယ်အလုံးနဲ့ပေါ့နော်ကော်ဖီတိုက်လို့အဆင်ပြေမယ်ဆိုရင်တော့ကော်ဖီတိုက်လိုက်ပါကော်ဖီတိုက်ဖို့အဆင်ပြေကော်ဖီတိုက်ပါကော်ဖီတိုက်ဖို့အဆင်မပြေဘူးဆိုရင်ကော်ဖီတကြားလုံးလေးတွေကိုပေးလိုက်ပါနော်ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်ကိုယ်စီရတကြားလုံးဖြစ်စေဟိုမုတ်ကလေးတွေကွကီးဖြစ်စေကော်ဖီတကြားလုံးနဲ့ရတယ်ကွကီးလည်းရတယ်နော်အဲ့ဒီကော်ဖီနဲ့လုပ်ထားတဲ့ကွကီးလေးတွေရှိတယ်အဲ့လိုကွကီးလေးတွေဖြစ်ဖြစ်အဲ့ဒါလေးတွေကိုပေးရတယ်ပေးလို့ရှိရင်ကိုယ့်ရဲ့ဓာတ်သဘောပေါ့ ဒါသဘောအရဘီရင်ကအရပြောမယ်ဆိုရင်ကိုယ့်ရဲ့ဓာတ်ကိုယ်ဆိုင်ရဲ့ဓာတ်ကသူ့စီကိုပေါသွားတယ်။ပေါသွားလို့ရှိရင်ဒီနေရာအချိန်တန်ပြန်မလာဘဲနဲ့မနေနိုင်ဘူး။နော်။အဲ့တော့တပတ်တစ်ခါလာမယ်လို့ဆိုရင်လည်းတပတ်တစ်ခါပြန်ရောက်လာတယ်။အဲ့ဒါမှမဟုတ်ဘူးတပတ်တစ်ခါမဟုတ်ဘူးတလားတစ်ခါလာရမယ့်အလုပ်ပေါ့ဥပမာခုလက်သေးဆိုးတဲ့နေရာသပိန်ညက်တဲ့နေရာဆိုတလားတစ်ခါပြန်ရောက်တယ်ခေါင်းလျှော်တဲ့ဆိုင်၆ရောက်တိပါစပါလုပ်တဲ့ဆိုင်နေဆိုလေသူ့ချိန်တိုင်ရင်သူကအဲ့ဒီဆိုင်ကိုပြန်ရောက်သွားတယ် ဲ့ဒီသဘောလေးကိုပြောပြတာပါလူတွေကိုဆွဲလန်းစေဖို့အတွက်ဆိုရင်ဒီလို coffee တစားလုံးလေးတွေကျွေးဖို့လိုပါတယ်เนาะချစ်သူကြီးစားတွေတော့မများဘူးရှင်အလုပ်ငန်းအတွက်ပြောတာပါနော်ဒီရရားလေးကတကယ်လို့လွယ်လွယ်လေးနဲ့အရန်ထိရောက်တဲ့ရရားလေးပါစပိုင်းမိတ်ဆွေဒီဒီရရားကိုသုံးပြီးတော့လုပ်ငန်းကိုင်ငန်းတွေစီးပွားတွေတိုးတက်ကြပါစေရှင်